ားလုံးပဲမင်္ဂလာပါဒီနေ့ကအော်တိုဘာ22ဟုတ်လို့နေ့ဖြစ်ပါတယ်ဒီနေ့မှာမေပြင်ရရှိတဲ့တရင်အကြောင်းအရာလေးကိုမိဘပြည်သူများထံတစ်ဖန်ပြန်လည်ဝေမျှကြပါတယ်ဒီနေ့ကတော့တရင်ကောင်းမြောင်မြားဆိုတာရှိလို့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါဝမ်းရကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါတယ်တော်တော်ကောင်းတဲ့တရင်တွေပါဆိုတော့ပထမဦးစွာကျွန်တော်ရခိုင်တရင်နဲ့စာကြည့်ပါတယ်အေယာဝီတိုင်းဒေသကြီးကိုခွေးတို့ဘက်ကဝင်ဖို့ကြိုးစားနေတဲ့အေဒီမိဖုတ်လိုက်နိုင်တယ်။အေယာဝီတိုင်းဒေသကြီးကို เอเนี่ยควิปเรดเนี่ยเอเนี่ยเอ่ะหนีပြီးတော့အတုံးရှခံကုံတုံးပတက်လေးတွေကနေပြီးတော့အရာဝီတန်းကိုနည်းမင်းနှစ်ခုကနေပြီးတော့ဂျုံဝင်လာတယ်။တစ်ခုက၄မျက်နှာဘက်ကဂျုံဝင်တယ်။တစ်ခုကတော့ကျွန်တော်တို့ရွှေတောင်ရံဘက်ကနေတော့ဂျုံဝင်တယ်။ရွှေတောင်ဘက်ကတော့အေးအေးဆေးဆေးပဲ။ဒါပေမဲ့၄မျက်နှာဘက်ကဂျုံဝင်တဲ့အေးကအာတော်တော်ထိုးခေါက်တိုက်ဆက်ဆင်းပြီးတော့အမင်းပါကောင်းနဲ့ငါပါကောင်းနဲ့ရှေ့ရတိုင်းနေတာပေါ့။အဲ့ဒီဒီကောင်းလေးကိုတက်မလို့ကနေပြီးတော့ ုံးဘုံဒီချပြီးတော့အပြတ်အသက်ကင်းလာကင်းလာအေးတွေအယောက်20ကျော်နဲ့အနက်နဲ့ခဲရန်လောက်များစွာရရှိပါတယ်ပုံတွေရတယ်ကျွန်တော်ဒီမှာတင်ပေးခြင်းပေးမယ် community standard ရှိတော့တင်လို့မရပါဘူးဆိုတော့ကျွန်တော်ဒီတိုင်းလေးပဲတင်တင်ဆက်ပေးပါမယ်နောက်တစ်ခုကတော့မတူပီမြို့နယ်မှာရှိတဲ့ UAAA တပ်ဖွဲ့ဝင်များစကန်အနီနာရှိပြည်သူများမွေးမြူထားသည့်အိမ်မွေးတရက်ချက်များကိုယူစားတောက်တပ်ပတ်နေတယ် ရခိုင်နေရလူမျိုးခွဲခြားတယ်။ရခိုင်ပြည်နယ်အတွင်းမှာတခြားလူမျိုးစုတွေရှိတယ်။တခြားမျိုးသက်ခမေးအဲဒီလိုလူမျိုးတွေရှိတယ်ပေါ့နော်။ဆိုတော့အဲ့ဒီလူမျိုးတွေအားလုံးရခိုင်နေရလူမျိုးခွဲခြားတယ်။သူတို့ကရခိုင်လူမျိုးကြီးဟွာတာပေါ့။ငါတို့ကတချိန်တော့မင်းအဖြစ်နေခဲ့တာပညာတရတာဆိုပြီးတော့ဒီကောင်တွေကကျန်တဲ့လူမျိုးတွေလူမျိုးခွဲခြားတယ်။လူမျိုးခွဲခြားပြီးတော့လူကိုလူလို့မတတ်မှာဘူး။လူမထင်းဘူးပေါ့ဗျာ။ခုဒီကောင်တွေအနာရရတော့ပို့ဆိုးတာပေါ့။ပို့ဆိုးပြီးတော့ခုဆိုလို့ရှိရင်မတူပြန်မှာရှိခဲ့အဲ့ဒီရှင်း တိုင်းသားတွေဝင်းမြူထားတဲ့တလိษံတွေအခိုးယူတက်ဖက်စားတောက်နေတယ်။ပလောဝါကိုစားတက်တိုက်ရှင်းပါလေ။အေးတောင်းဆောင်ထုံးမြန်နိုင်ကိုယ်တိုင်ပြောခဲ့တာတာဝန်ခံခဲ့တာ။ကျွန်တော်တို့ကပလောဝါကိုနမည်အစိုးမမှုတစ်ခုအရာလားဆေးရည်ဘီဟွာအရာလားခဏထိချုပ်ထားတာ။တချိန်မှာဒီပလောဝါလေးရှင်းပြီနဲ့အပိုင်ဖြစ်တဲ့ရှင်းနေကိုပြန်ပြမယ်ဆိုရောထုံးမြန်နိုင်ကိုယ်တိုင်တာဝန်ခံတာဝန်ယူပြီးတော့ရှင်းအင်တာဗျူးတစ်ခုမှာ ရှင်းမီဒီယာတစ်ခုနဲ့အင်တာဗျူးတစ်ခုမှာသူကိုယ်တိုင်ပြောခဲ့တာပေါ့နော်အဲ့ဒီဗီဒီယိုဖိုင်ရှိပါတယ်အခုထိဒီနေ့မှာဆိုရင်တော့ဖြင့်ဒီကောင်လေးအာနာရပြီးရဲ့အချိန်မှာပါလို့လဲဆိုတော့ပလက်ဝါကိုအရခဒေတာရဲ့ခရိုင်တစ်ခုအဖြစ်ဖွဲ့လိုက်တယ်သူတို့ပြင်နေတဲ့ဆွဲတွင်းလိုက်တယ်ပေါ့ဗျာရိုးရိုးရှင်းရှင်းလေးပြောရလို့ချင်းဆိုတော့ဒီရခိုင်နယ်ကဘယ်လောက်ထိအစောက်ကျင်ရုံလဲဘယ်လောက်ထိစကားတွေကိုအလင်းနဲ့မထားတယ်ဆိုတာကိုဒါအခုခုခုဝင်နေနိုင်တယ်ဒီအချိန်မှာဆိုရင်တော့ဖြင့်ရှင်းနေရ ဆုပ်လက်စုစားတဲ့ယူအရှင်တွေဖြစ်လာပါတော့။ရှင် CB ဆိုလို့ရှိရင် AA နဲ့ပူးပေါင်းလေ။ CB ကနေမေတွေတော်တော်များများကိုရရှိထားတယ်။ CB ရတဲ့ခုဘာမှမပြောနိုင်ဘူး။ဒါပေမဲ့အဲ့ဒီအောက်ရှင်မှာရှိတဲ့အခုအာရှင်တိုင်းသားတွေရှိရရှင်တိုင်းသားတွေမွေးမြူတာတိရစ္ဆာန်တွေတက်ပြတ်စားတောက်နေတဲ့အေခွေရအောက်ချေခွေရပေါ့နော်ဒီ CB တို့ရှင်ဘရာဒါဟုတ်ရှင်ညီနောက်ပေါ့နော်သူတို့နိုင်မှာမိတ်ဆက်ဆံရေးလုပ်ပြီးတော့ တိုင်နေကြရဲကောင်းအကောင်နေရှင်တော့ဘာမှမလုပ်ဘူးအကောင်နေပြန်သွားတဲ့အချိန်မှာလောက်တာပေါ့နော်နောက်တစ်ခုကတော့ဘင်္ဂလားမြန်မာနယ်စပ်မှာရှိတဲ့မိုက်တိုင်း၃ခုမှာအကျန်းဖက်အေတွေကိုအာစာ RSO များမှဒါအသေးအတန်ဝင်လုံးနေတယ်လို့သိရတယ်အေရီးယားနေ့တိုင်းအဲ့ဒီဘက်ရှင်မှာတိုက်ပွဲတွေဖြစ်နေတယ်ဒီကောင်တွေကဟိုဒီဘက်ကိုပဲမဲပြီးတော့သူတို့ရဲ့အရှိချမ်းပေါ့ ဆက်တက်ဝင်မလာအောင်ဆိုပြီးတော့အဲသူတို့ရဲ့ဝင်ပေါက်တွေမှာအကုန်လုံးပိတ်ဆို့ဖို့အတွက်ဒီကောင်တွေကစူးစမ်းနေတာအဲ့ဒီအတွက်ကွန်တုံးပတ်တက်တွေကအသုံးချတယ်ဒါပေမဲ့နောက်မှာဖိအီးပွင့်နေတာဒီကောင်တွေကမသိဘူးနောက်ကနေပြီးတော့ဟိုကောင်တွေကတက်တက်စော်နေတာအဲ့ကောင်တွေကလည်းဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ထောက်ခံမှုကိုရထားတဲ့အကောင်တွေနောက်တစ်ခုကတော့ UN ရဲ့ချိတ်ဆက်မှုတွေရှိတယ် UIC ရဲ့ထောက်ပံ့ကြေးတွေရနေတယ်ဒီကောင်တွေကဒီအကြမ်းဖက်တွေကတရှင်ကြရင်တော့ဖားနိုင်ငါကွဲမှာပေါ့တက်မလို့ အဲဒီကောင်လေးနဲ့ပတ်သက်ပြီးတော့အပြစ်ပုံချခဲ့တဲ့ကောင်လေးကုခန္ဓာခန္ဓာမင်းတို့ခန္ဓာမင်းတို့ကိုယ်တိုင်ကြုံရမှာအချိန်တော့ဆိုလို့ချင်းရိုဟင်ဂျာကျွန်တော်တို့နဲ့အတူအတူရှင်လွတ်နေထိုင်ဖို့အတွက်ညီအကိုတွေဆိုပြီးတော့ခုတော့မင်းတို့တွေဖင်ရှားတယ်အဲတော့တက်မဲ့ဟိုအပြစ်ပြောခဲ့တဲ့ကောင်လေးခုတော့ဒီကောင်လေးဖင်ရှားနေပြီနောက်တစ်ခုတင်းတဲ့ပုတ်ကတော့အလွန်အမတန်ဝမ်းသာစေရာတင်းကြီးပေါ့လေအဲ့ဒါပါလဲဆိုတော့ အကျံဘကရရဲ့သင်တန်းကျောင်းနေရာကိုလေကျောင်းတိုက်ခိုက်မှုပြုလုပ်နိုင်ခဲ့တဲ့အတွက် KIA အရာရှိအပါဝင်30ဒက်မနဲ့ငရဲတို့ရောက်ရှိသွားတယ်တဲ့ဆိုတော့အယောက်30ကျော်ငရဲရောက်ရှိပြီးတော့90ကျော်အပြင်းထန်တန်ရရတယ်ဒါ KIA သင်တန်းကျောင်းအရာရှိသင်တန်းကျောင်းပေါ့နော်ဒီရနေစင်းတလာနဲ့အရာရှိတန်းဖြစ်မှာဘိုလောင်းသင်တန်းပေါ့လေအဲဒီပုံတိုင်းပေါ့လေဆိုတော့ဒီမှာကျွန်တော်တို့တခု ြောရရှိတာ KIA ကတာဂတ်ဖြစ်လာပြီလားဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းဆွေးနွေးကြည့်ရအောင်အတော့16ရက်ည7:00နာရီကျော်မှာတက်မတော် KIA ဌာနချုပ်ဖြစ်တဲ့လိုင်းစာကိုအသေးခံဒရုန်းတွေနဲ့တိုက်ခတ်ခဲ့တယ်လို့ကရှင်မီဒီယာတွေနဲ့ပေါ်ပြတယ်အထူးနည်းတူစာပဲ KIA ရင်း7နှစ်နေရာကိုလည်းလေကြောင်းအနေနဲ့ပုံကျဲခဲ့တယ်လို့ထိခိုက်တန်ရရသွားတဲ့ KIA တပ်ဖွဲ့ဝင်တွေကကယ်ဆယ်ရေးလုပ်နေတဲ့အချိန်မှာဒုတိယအကြိမ်ထပ်မံတိုက်ခိုက်လိုက်တာကြောင့် KIA 90ကျော်တေသွားခဲ့ ောက်တိုဘာလ21ရက်နေ့မနေ့ရက်နေ့ပိုင်းမှာ KIA ရင်းလျှောက်ဌာနချုပ်တင်တန်းချောင်းနေရာကိုလေချောင်းအတိုက်ခိုက်လို့ KIA ရရှိအပါတရားနီးပါတေဆုံးတံရခဲ့တယ်လို့နယ်မြေတရင်ရှင်းမြတရားနဲ့သိရတယ်။အဒီဖြစ်စဉ်အားလုံးအကြည့်ချင်းအဖြစ်တက်မတော်ဟာတောက်ကျရုံမှာတဲ့ KIA အဖွဲ့ရေကိုရှေမုံကြီးမြောက်လဲလာတယ်လို့ကျွန်တော်တို့ကနားလဲလို့ရတယ်။အရင်တော့ဘာမှမလုပ်ခဲ့တဲ့နေရာကိုခုဆိုလို့ရှိရင် ဒါရက်ဆက်လိုမျိုးအရှိန်မုန်းနေတယ်ဗောနည်းရှိန်မုန်းနေတယ်ဆိုတော့ဒါအတဖန်ပြန်လဲစဉ်းစားလို့ရှိရင် KIA နဲ့အပြုတ်ဖြုတ်မှာလားလို့ကျွန်တော်တို့ကဒါတွေးလို့ရတယ်လိုင်ဇာကို drone အတက်လောက်လိုက်တာလိုင်ဇာနဲ့ drone လက်တကန်းအကွာမှာငါတို့ရောက်နေပြီလို့တတိပေးလိုက်တာကျန်တဲ့ဌာနချုပ်ကိုလည်းခက်ဆက်ဆက်ရှိန်မုန်းလာတာတွေ့ရတယ်လိုင်ဇာဆိုတာ KIA ဟိုဌာနချုပ် ရုံးဆိုင်ရာနေရာနဲ့လက်နက်ခဲယမ်းစိတ်ယုံတွေတည်ထားတဲ့မြို့ဆိုတဲ့အားလုံးနဲ့တည်ပြီးဖြစ်မှာပါလက်နက်ခဲယမ်းစိတ်ယုံတွေနဲ့ပပလင်မှာ KIA KIO စုမျိုးသားချင်းတွေကျန်တဲ့အဲဂျိမ်းဖို့လူမျိုးတွေလူသားတိုင်းအဖြစ်ကားဖို့အတွက်ရက်ွက်တဲထားတာအဲ့နေရာကြီးอ่ะဒါဟုတ်တမတော်အရသာထိခိုက်မှုအ ਨੇ ဆုံးဖြစ်အောင် GPS လမ်းကြောင်းတွေ GPS လမ်းညွန် drone တွေနဲ့တသိရှက်ကြောက်ချိန်ပြီးတော့ရှင်းမုံးပြလိုက်တာ KIA ဖွဲ့အုပ်စုရေးရုံးဆိုင်နေရာတွေလက်နက်စိတ်ယုံတွေက အဓိကစိတ်ရည်ပြတ်မှတ်ပေါ့နော်ဒီနေရာလေးဒါကြောင့်အလူသူအထိကိုင်နေအောင်ပြီသူလူသူအထိကိုင်နေအောင်ပြီသူလူသူကိုကာယံထားလူသားတိုင်းနေအရှောင်းထွင်းပြီးတော့အဓိကနေရာကိုပဲထောက်လန်းပြီးတော့စော်နေတာပေါ့နော်ဒါမဲ့ဒါနဲ့ပို့ပြီးတော့ပြင်းပြထန်ထန်ပုံကျဲရှည်မုံတင့်တယ်လို့မြန်မာနိုင်ငံသားတွေကတာပြီသူလူသူကတော့ပို့ပြီးတော့မျော်လင့်နေတာပေါ့နော်တမ်တော့တမ်တော့ KIA အကျန်းဖက်အဖွဲ့လိုမျိုးမိရာတွေရှော့တိုက်ဒုံးတွေလက်နက်ကြီးတွေလည်းရန်တမ်းပြပင်နေတာမျိုးမဟုတ်ခဲ့နဲ့ တရင်ပေးရဲ့အတိအကျတရင်ပေးမှုနောက်တစ်ခုကတော့တိကျတဲ့ GPS ဒုံးတွေနဲ့ထောင်းလန်းမှုနောက်တစ်ခုကတော့တရုတ်ကနေပြီးတော့အရထားတဲ့ဝယ်ထားတဲ့နေပညာတစ်ခုပေါ့နော်အဲအဲ့ဒီအဥ္စာရည်နဲ့ထောင်းလန်းရေးလုပ်မှုတွေပို့ပြီးတော့နေပညာကျွယ်ဝမှုအနေနဲ့တသိချာချာကိုလုပ်နေတာဒီကောင်လေးတော့မဲ့ဒုံးနဲ့ရန်တမ်းပြက်ခတ်တာဟိုဘလူးကြကြပဲအိမ်ကြကြဆိုပြီးတော့အဲ့လိုမျိုးလည်းမရှိဘူးပေါ့နော်တသိချာချာကိုကင်ရယ်ဆိုတော့စိတ်ရည်ပြတ်မှတ်တွေဖြစ်တဲ့လိုင်းစာနဲ့မာဂျာယန်တို့ကိုအမောက်ရှေ့ပြစ်လိုက်မှာ ဒါမြန်မာနိုင်ငံအေဂျင့်ပဲဆိုတာကတော့မြန်မာနိုင်ငံသားတိုင်းသိတယ်။ဒါကြောင့် KIO မြန်မာမျိုးပေါ်ကဖြောက်ဝေးဖို့လိုလာပြီလို့ပဲပြောခြင်းတယ်။ဘာကြောင့်လဲဆိုတော့ကျင်အခုအညာဖြစ်နေတဲ့ပြဿနာတွေအညာဖြစ်နေတဲ့ကိစ္စဝိစာတွေအညာဖြစ်နေတဲ့ဒီအကြံဖက်တောင်းကျမ်းသူတွေအကုန်လုံးက KIO ရှေ့ကပဲလက်နက်ခဲရန်တွေရတယ်။ KIO ထုတ်တဲ့လက်နက်တွေကိုပဲအန္တရာယ်ယူပြီးတော့ဝယ်ပြီးတော့တမန်ပြန်လဲပြီးတော့ဒီတိုက်ပွဲတွေဆင်နွှဲနေရပါတော့။ဆိုတော့ KIO အဓိကခန်းချုပ်ကြီး ခွေခွေကန်းညုတ်ကြီးခွေကန်းညုတ်ကြီးတော့အပြက်ပြက်သားသားနှိမ်နှင်းဖို့အတွက်လိုတာပြီနှိမ်နှင်းဖို့အတွက်လဲလမ်းကြောင်းလေးပေါ်ဆောင်နေပြီဆိုတော့ကျွန်တော်တို့ကမြင်နေရတယ်ဒါကတော့ KI နဲ့ပတ်သက်တဲ့တည်မှာနောက်တစ်ခုကတော့ဟိုတလားတော့ကျွန်တော်တို့လက်လော့ပေးလိုက်ရတဲ့ဘန်းမောင်ညုတ်ပေါ့နော်စကိုင်းတိုင်းဘန်းမောင်ညုတ်အဲဒီမှာရှိတဲ့ KI နဲ့အကုန်လုံးပတ်သက်တယ်ကိုမောင်းထုတ်နိုင်ပြီပြောချင်တာဘန်းမောင်မျိုးဘန်းမောင်မျိုးပြန်ရပြီအဲတော့အနေနဲ့ရှင်းလင်းမှုတွေလောက်ဆောင်နေသေးတယ် အပြစ်ကတော့မထိန်းချုပ်နိုင်သေးဘူးနာမည်ရှင်းလင်းမှုတွေလုံဆောင်နေတယ်ပြည်သူလူထုပြန်နေဖို့အတွက်လုံဆောင်ရကိစ္စလေးတွေရှိသေးတယ်ဒါပေမဲ့မြန်မာမကြမီမှာအလုံးလုံးပြန်လဲထိန်းချုပ်နိုင်မယ်အဲ့ဒီနေရာရှိတယ် KI နဲ့ကိုလုံးပဒက်တွေမောက်ထုတ်လိုက်နိုင်ပြီဗမောက်တွေကိုပြန်ရပြီလို့ကျွန်တော်တို့ကအဆိုလို့ရတယ်အခွင့်မြတ်ကျော်စကားနဲ့ပြောရလို့ရှိရင်99ဒသမ99ရခိုင်နှုန်းဗမောက်မျိုးတန်ရပြီနာမည်ရှင်းလင်းမှုပဲကျန်တော့တယ် ကရင်တရင်လျှောက်လေချောင်းနဲ့အကြိမ်ပေါင်းများစွာဘုံကျဲခံရဆိုပြီးတော့ကရှင်နေယူ group ကနေပြီးတော့တင်ထားတဲ့အခွေးမီဒီယာတွေကနေပြီးတော့ပေါ့နော်ကရှင်လွတ်လပ်ရေးတော်မှာတော့ KIA တက်မှာကိုတရင်လျှောက်ဌာနချုပ်ကိုစက်တက်ကဒီကနေ့အောက်တိုဘာလ21ရက်နေ့မနေ့တုန်းကပေါ့နော်9နှစ်ပြည့်အချိန်လေချောင်းနဲ့အကြိမ်ပေါင်းများစွာတိုက်ခိုက်သွားတယ်လို့သိရတယ်ဆိုတော့ဒါအခွေးမီဒီယာတွေမှာတင်ထားတာဆိုတော့ဒါမှဥပဒေအရကိုယ်ပြနေနေကြတော့မလို့ဘူး အခါတိုင်းဆိုရင်ကျွန်တော်တို့ပြောနေတာမှာလိန်စင်လေးအမ်မင်းတို့ပတ်ပန်းလေးတွေပြောနေတာဖြစ်အောင်ပဲကိုကတော့ခွေးမီဒီယာတွေကတင်ထားတာပေါ့နော်မနေ့ကဆိုလို့ရှိရင် KYA တောင်းကျန်းသူအဖွဲ့တက်မှာကိုတိုက်ရိုက်ဌာနချုပ်ကိုလေချောင်းနဲ့ဘုံကျဲတိုက်ခတ်ရှင်မုန်းခဲ့ရ KYA ပြည်ရဲ့ပူပေါင်းအကြမ်းဖက်သမားယာနဲ့ရှိထိခိုက်တင်ဆုံးခဲ့တယ်လို့သိရပါတယ် KYA ပြည်ရဲ့ပူပေါင်းအကြမ်းဖက်သမားယာနဲ့ရှိထိခိုက်တင်ဆုံးပြီဆိုတော့ဒီဖက်အကြမ်းဖက်အားပေးမီဒီယာတွေကမြေအရှူရမှာပေါ့ပြည်သူလူထုထိခိုက်တယ်ပြည်သူလူထုနဲ့နဲ့နာတဲ့ဘာညာဝိရမှာပေါ့ဒီကောင်လေးရဲ့ ဟိုပြောနေကြစကားလုံးလေးပေါ့ပလောင်ဝင်းတော့နောက်ထပ်ဈေးကြီးပြောင်းမယ်ကောင်းတော့ KIA ဖြစ်မယ် KIA ကတော့လိုင်းစာတော့မှရဲရဲလေးပဲရှိတော့မယ်အန်ဒီအခြားစရေပြမှတ်တွေများလို့ညများဆော်ပေးပါဦးဒီနေရာမှာတက်မလို့ရေကျွန်တော်တောင်းဆိုခြင်းပါတယ်စကိုင်းတိုင်းကိုဖြစ်စည်းရတယ်ဒီ KIA ဒီပဲဒါကြောင့်မလို့လိုင်းစာကိုကျွန်တော်တို့ကမီးအောင်မီးအောင်တိုက်သွင်းမှရမယ်လိုင်းစာမီးအောင်နဲ့တင်မှရမယ်နောက်တစ်ခုကတော့ကျွန်တော်တို့စကိုင်းတိုင်းရွှေဘုံမြို့ဝင်းရင်နဲ့ ရွှေဘုံမြို့အနောက်ဘက်ရွှေဘုံရေဦးကားလမ်းမတစ်ချောက်ညောင်ဝင်သာကြီးရွာစိုက်ပျိုးရေးသိပ်ပံအကြောင်းအထိတက်မြော်ရနေပြီးတော့ပြန်လည်နေရနေမည်စုဖို့ထားပြီပေါ့နော်ဒီနောက်ဆိုလို့ချင်အဲ့ဒါကိုအဲ့နေရတကြောကဗဒက်တရားနေပြီးတော့ဟိုပြပြပြလုတ်ပြီးတော့သူတို့ရဲ့ထိန်ချုပ်နိုင်တယ်လို့ပြောဆိုခဲ့နေရတယ်ပေါ့နော်အခုဆိုလို့ချင်ပြပြလုတ်လို့ပဲမရတော့အကုန်လုံးကိုပြန်လည်ထိန်ချုပ်လိုက်အဲ့အဲ့နေရအတူစလီတော့မကြံတော့ဘူးဆိုတဲ့သဘောပေါ့နော်ဆိုတော့ဒါတော့စကိုင်းတိုင်းရွှေဘုံမြို့နယ်ကတနေ့ပေါ့နော် 2029စစ်စင်ရေးမှဒီအပေးတိုင်းလက်နဲ့ဖြုတ်သိမ်းရေးအတွက်ဥတည်နေသည်လို့နားလည်ရပါတယ်။မနေ့ကမိုးကုတ်အရှိချောင်ပုံကျဲတယ်။အဒီနေ့ကတော့မိုးကုတ်အနောက်ရှမ်းပေါ့နော်။မိုးကုတ်မှာလည်းပပက်နေနေကိုကင်နေတာ။တည်စင်ရက်ဆက်ပဲ။ပလောင်ကြီးကတကယ်အယုတ်ကြီးရမှာပလောင်ကြီးကတော့အယုတ်ကြီးရမှာ။ရေမရှိုးပလောင်ကြီးကဘဝကတော့ဘဝဆုံးသွားပြီ။ဒီနေ့ရှမ်းမြောက်ဒေသနံပါတ်မြို့ ပြန်လဲသိမ့်ပိုင်နိုင်ရဲ့အတွက်တက်မလို့စက်ကြောင်မြာဆက်လက်ဆက်လက်ထိုးစစ်စင်ဟာဒီနေ့တိုက်ပွဲမှာတောင်းညံသူ TNA အဲအလောင်း18လောင်းနဲ့တနက်18လဲအကြီးကဘုံအမြင်မြုပ်မိုင်းလက်နဲ့ကြီးလက်နဲ့ငယ်အစသဖြင့်အမျိုးအမိပေါင်းများစွာကိုရရှိခဲ့တယ်လို့မေးပြန်တဲ့ရင်းမြစ်တရားသိရပါတယ်နောက်တစ်ခုကတော့ကလေးမြို့ပေါ့နော် စနကအင်အား1500ယောက်ဝင်းကျင်တဲ့ထိုးစစ်စင်တွေလို့ MUG တိမ့်ပိုက်ထားတဲ့ကလေးမြောက်ပိုင်းကစကန်9ကိုပြန်ပေးလိုက်ရတယ်တဲ့ဒါတော့မြေလက်အတန်မှာတင်ထားတာပေါ့နော်စကိုင်းတိုင်းကလေးမျိုးနဲ့မြောက်ပိုင်းကအမျိုးသားညီညွတ်ရေးအစိုးရ MUG လက်အောက်ခံ PDF တွေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့စကန်9ကိုအပြန်လဲလက်လက်ခဲ့ရတယ်လို့မြေပြင်သတင်းရင်းမြစ်တွေအရင်သိရှိရပါတယ် ပြန်လဲလက်လောက်လိုက်ရတဲ့စကန်တွေကကလေးမြောက်ပိုင်းကကံကြီးကံတရာနန်းဆောင်ပုရာသကြိုကြီးရွာတွေကစကန်လေးခုနဲ့လက်ပံချောင်းရဲစကန်ဖြစ်ပြီးအောက်တိုဘာလ20ရက်နေ့မှာတော်လိုင်းရဲတက်တွေစုခါပေးခဲ့လိုက်ရတာဒီနေ့အဲ့နေရာတွေစက်ကောင်ရှင်တက်သားတွေပြန်လဲအထိုင်ရှပေးပြီးတော့သိရပါတယ်မနေ့ရောကျွန်တော်သတင်းတင်ခဲ့တယ်အပါလဲဆိုတော့ရာသကြိုရာသကြိုထိုးတဲ့စင်တွေတော့ကျွန်တော်သတင်းတင်တယ်မနေ့တော့တင်လာပြီရှိတယ်ဒီနေ့ရသွားပြီမြင်တယ်နော် အဒီအနုကြီးတွေအနုကြီးကိုနောက်ပတ်တက်တွေမနေ့တိုက်ထားတဲ့နေရာတွေလာနေရှိပြီးတော့ကြိုးစားပန်းစားလောက်ခဲ့တဲ့နေရာတွေအလူခံခွက်ခါပြီးတော့ဒါမှမဟုတ်ခဏလေးပဲနော်ပြန်တိုက်တာတည့်ရက်ပဲကြားတယ်ဆိုတော့မြန်မြန်အလင်းဝင်အလင်းဝင်အဲ့ဒီတကြောရပြီးသွားပြီဆိုလို့ရှိရင်ရှင်းစုကြေးရွာအလက်ပန်ရှောင်းအဲဒါတွေအကုန်လုံးကိုပြန်ရပြီလို့ဆိုနိုင်တာပေါ့နော်အဲနေရာတွေကတစ်ဆက်တည်းပေါ့ ကလေးမျိုးတဲ့နေရာအများစုတက်မတော်ပြန်လဲထိရှုံနိုင်ပါပြီဆိုတော့အဲကလေးဘက်မှာလဲအဲပြည်သူလူထုအတွက်အရင်လိုကောင်းကောင်းမွန်မွန်ပြန်နေဖို့အတွက်သာသမီတွေပညာရေးစာသင်ဖို့အတွက်ခုကျွန်တော်တို့တီဘောလို့ပေါ့တီဘောမှာခုဆိုလို့ရှိရင်အကြောင်းအတိုင်းပြန်လက်ခံပြီးပြည်သူလူထုညင်ညင်ချမ်းချမ်းအေးအေးချမ်းချမ်းပြန်နေရပြီဆိုတော့ကလေးမှာလဲဒီပုံတိုင်းပြန်ဖြစ်ဖို့အတွက်မိဘပြည်သူများလက်ထဲကိုရောက်နေပြီတော့ဆိုနိုင်ပါတယ် နောက်တစ်ခုကတော့ဝါပင်နယ်ကိုပြန်လိုချင်လို့ရှိရင်အခြေခံဥပဒေအရလွတ်တော်လေးကိုဝင်ပြီးတောင်းဆိုရမယ်ဖြစ်ကြောင်း NCB MC ဥက္ကဋ္ဌဒုတိယဘုံချုပ်ရေးရပြည်ရတယ်လို့ပြောကြရတယ်။အဲဟိုနေ့တော့ဆိုလို့ရှိရင်အဲ NCB နဲ့ပဲလေအခမ်းအနားကိုဝါပြောဆိုခွင့်ရှိသူဝါကောင်းဆောင်တရားကိုလာတယ်။လာပြီးတော့သူတို့ကနေပြီးတော့ပြည်နယ်တောင်းသွားတယ်။ပြည်နယ်လိုချင်လိုက်တာပေါ့ပြည်နယ်ကိုပေးပါဆိုတော့လက်တော်အခြေခံဥပဒေကိုလည်းအဲသူတို့လေးစားလိုက်နိုင်ပါမယ်။နောက်တစ်ခုကတော့ အဲလက်တလောက်ရွေးကောက်ဝယ်ကိစ္စကိုလည်းသူတို့ထောက်ခံအားပေးပါမယ်ဒါပေမဲ့သူတို့ပြည်နယ်ပေးပါဆိုတော့တောင်းဆိုပါဒီမှာဥရပြည်ရနေတော့ပြောတာပေါ့နော်ပြည်နယ်လိုချင်လို့ရှိရင်တော်တော်လေးဝင်အခြေခံဥပဒေနဲ့အညီဝင်ပြိုင်ဝင်လို့ဒါဆိုလို့ရှိရင်ပြည်နယ်ရပြောတာအလုံးအတန်ရှင်းတယ်ပြည်နယ်လိုချင်လို့ရှိရင်ဒီဟာဒီဟာဒီဟာလို့ဒါပဲနောက်တစ်ခုကတော့အနောက်မြောက်ပိုင်းစက်တာနာကျောက်နယ်မြေမှာအမှန်တရားကိုတည်နာနေလာတဲ့ပြည်ရဲ့တင်နန်းစင်လူငယ်အမျိုးသားဆက်ချက်ဦး မျိုးသမီး၃ဦးစုစုပေါင်း22ဦးတို့လက်နက်ခဲရဲများနဲ့အလင်းဝင်ရောက်ခဲ့တယ်တဲ့အလင်းဝင်ရောက်လာတဲ့လူငယ်များတို့ဆူကျင်းငွေများရှိမိခဲ့ကြအောင်သိရှိရပါတယ်ဆိုတော့ရှုပ်တယ်လေးစားတတ်ပေတဲ့လူငယ်လေးတွေဒါတွေကနည်းနည်းတိနာလေလိုက်ပေါ့နော်ရှုပ်တယ်လေးကငတ်ပြတ်လို့လည်းဖြစ်ဖြစ်မှာပေါ့စားတယ်ရဖြစ်နေတယ်ရမရှိအဲ့လိုအနာကတ်တွေမဲ့ဘဝတွေမဲ့ဆိုတော့နောက်ပိုင်းအလင်းဝင်လာတဲ့လူတွေကတအားကိုများပြားလာတယ်တော်တော်ကြီးကိုများပြားလာတယ်အလင်းဝင်အလင်းဝင်နှုံးနေရတယ် ။ဘာကြောင့်လဲဆိုတော့ဟိုတလောက်ကကျွန်တော်ဟိုဗတက်တကောင်ရဲ့ Facebook account မှာရေးထားတဲ့စာလေးပေါ့နော်။သူ့တငယ်ချင်းရဲ့ Facebook account ကစာကိုပြန် share ပြီးတော့သူကကောင်းတင်တက်ပြီးရေးထား။ဘာလဲဆိုတော့သူ့တငယ်ချင်းကနောက်နှစ်နှစ်နေလို့ရှိရင်အိမ်ဝင်မယ်။နောက်နှစ်နှစ်နေလို့ရှိရင်အမိဘဆွေမျိုးအတန်းဝင်ဘာလုပ်ပေးမလဲ။ဒီလိုမျိုးရေးထားတယ်ပေါ့နော်။ဒါကိုဒီကောင်ကပြန် share ထားတယ်။နောက်နှစ်နှစ်နေသူ့ဘဝကဘာဖြစ်မှာလဲ။ဝမ်းနေရော free ဖြစ်နေရောဒါမဲ့နောက်နှစ်နှစ်နေတယ် ဒီပုံတိုင်းဆိုလို့ရှိရင်အမီဩဇာဖြစ်မှာပါအဝေးစီကိုဂျိုးကတ်မှာပါဒါကြောင့်မလို့အလင်းဝင်နှုံလေးခုနောက်ပိုင်းမှာတော်တော်များပြနေတာဆိုတော့ကျွန်တော်သတင်းကိုဒီမှာပဲဆုံးသက်လိုက်ပါတယ်ကြည့်ရှုပေးလို့ကျေးဇူးများပဲတင်ပါတယ်နောက်ပီမှာထပ်မံဆုံးပေးကြပါစို့ကိုကြမှာစိတ်ကြမ်းလာရှိရပါတယ်ယောဂဗျာကင်းရှင်းကြပါစေစီးပွားရေးလောက်ကန်နေအဆင်ပြေပါစို့တောင်းဆုပေးပါတယ်အားလုံးပဲဘိုင်ဘိုင်